်မင်္ဂလာပါရှင်စင်ပါ daily live channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြစ်တာပို့ပါရရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျွန်မကြိုက်မိတဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်ဆရာမတန်းမြင့်အောင်ရဲ့အချစ်စမ်းခြင်းစမ်းမစမ်းခြင်းနေဆိုတဲ့ဝတ္ထုလေးပါမြစ်တာရက်ခန့်ချင်တာကတော့ကျွန်မတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော် အချစ်ဆန်းကျင်ဆန်းမဆန်းကျင်နီကျုပ်အသက်16နှစ်သမီးတည်းလင်ယူလာတာအခုအသက်50ပြည့်တော်မယ်တစ်ချက်ကလေးမှအလုံးနဲ့လက်မပြတ်ရသေးဘူးအဲ့ဒီလောက်လင်ကိုညှာတဲ့မိမရှာလဲကြည့်ကြအောင်ဒေါ်လာမေဒီအိမ်ဘေးကရေစင်တွင်ဟိရွက်တွင်စိတ်ဆွဆေးကြောရင်းကမကျင်မနက်နဲ့တရက်ဆက်ပြောနေသည်ကလေးတို့ကဗိုက်ကြီးလွယ်ထားတဲ့အချိန်တော့ကျုပ်ကနားတာမဟုတ်ဘူးမောင်တထမ်းမေတရွက်ဆိုတာသူများတွေပြောတဲ့စကားကျုပ်ကတော့သူတထမ်းကိုတထမ်းကိုထမ်းလာခဲ့တာ ဒင်းကအခုမှကိုယ့်အသက်ကိုအားမနာတမိနဲ့တမက်နဲ့မီးနဲ့ဖြစ်မှဖောက်လွဲဖောက်ပြန်တဲ့လူတော့လာပါစေလှမိအောင်ကောင်းကောင်းတည်သွားမယ်တဖြည်းဖြည်းအရှိန်မြင့်လာတော့ဆိုင်ကလေးတဲ့စပွဲထိုးပေးနေတော့တမက်လို့သူ ကြောက်အောင်က သူ့မိမအင်းတွေကိုလှမ်းပြီးမျက်စပြစ်ပြလိုက်တယ်အဖွာကြီးကျန်းနေပြီဟုသောအသေးပဲကိုအင်းတွေကလည်းတတိပြုမိကပြုံးယောင်ယောင်ဖြစ်သွားသည်ဟင်းပြောရင်းဆိုရင်ဒေါသဖြစ်တယ် ဲ့ဒီကုံကားမောင်းတဲ့အလုပ်ကိုဖြတ်ရင်ဖြတ်မဖြတ်ရင်ကားပါမိနဲ့ရှုပ်ပြင်မယ်ဒရိုင်ဘာငှားပြီးခိုင်းမှဆိုတော့လည်းပြောမရတာဒါကြောင့်ကိုသူ့ကိုယ်သူလဲလှပြီးမှတ်နေတာဟာအမေကလည်းတိုးတိုးပြောပါအမေအတန်ကပြောရင်ပြောရင်ကျဲလာပြီးအိမ်ရှိမှထမင်းစားတဲ့သူတွေကြားကုန်ပါဦးမယ်မနေနိုင်တော့တဲ့အလက်မမိတော်ရအမေကိုလှမ်းပြောလိုက်သည်ကြားကြဤကိုเจ้าကိုပြောတာသူများเจ้าပြောတာမဟုတ်ဘူးရှက်เสียရဲ့အမေကမပြောပါနဲ့အမေမရှက်ဘူးလားရှက်နိုင်ပါ့ ်အမေမကျင်တတ်တာအဖေကိုမဟုတ်လားအဖေလာမှပြောပေါ့အမေရအခုအမေပြောနေရတယ်အဖေကြားတာမှမဟုတ်တာသူမကြားလဲသူသမီးတွေကြားတယ်လေညီတို့ကြားတယ်မဟုတ်လားပြန်ပြောလိုက်ကြပေါ့အဲ့ဒီလိုဆိုလဲအိမ်သားတွေကြီးရှိတဲ့ချင်းပြောပါအမေရအမေဆိုင်မှာထမင်းစားတဲ့လူတွေအလှုပ်ကြမ်းသမားတွေစိုက်ကားသမားတွေကားသမားတွေနဲ့အမေရဲ့အဲ့ဒါဘာဖြစ်တော့သူတို့ခင်ဗျဒီအချိန်လေးနားရတာစားတော့တောက်တော့နားကြီးပိုင်းနေပါစေအမေရကိုကိုကြီးကိုတော်ကြောင့်သူများနှောက်ရှက်မဖြစ်ပါစေနဲ့ အမေစူးပူနေရင်စိတ်ညစ်ပြီးနောက်ဘယ်လာအားပေးချင်ပါမလဲညီတို့ရှက်ရှက်တယ်ပြောစမ်းပါ၏ဟုတ်တယ်အမေရှက်လို့ရှက်လို့မပြောပါနဲ့တော့အငယ်မကပါဝင်ပြောတော့ဒေါ်လှမီလေးတန်းပြောသည်ဒါတော့ညီတို့တကယ်အရှက်ခွဲမှာကြုံမဟုတ်ဘူး၏ညီအဖေညီတို့ကြက်ကြက်တည်းထားကြတော့ဟုဆိုကနေရာမှစောင့်အောင်ပြီးထွက်သွား၏အဖေကမမိုက်ဘူးဟာညနေဆိုင်သိမ့်ချိန် အမေနှင့်တမက်ဖြစ်သူကျောင်းအောင်တို့တိရိမင်လာစီသွားတော့မှညီမသုံးယောက်ခေါင်းချင်းဆိုင်မိချိန်တွင်မိသွေးအားစပြောသည်အကြီးမအေးနွယ်ကနှစ်နှစ်တတရရှိသားငယ်ရွှေတိုးကိုပွေထားရင်းကယောက်ျားကအဲ့လိုပဲဟဲ့မိမနဲ့ညချေပြတ်သွားတာနဲ့ဖောက်ပြန်ချင်တာကြီးကြီးငယ်ငယ်လှုပ်ထားလို့မရဘူးဆိုတော့အဖေအသေးကျော်အငယ်မကအမေမနှွယ်ကအဲ့လိုတော့မပြောပါနဲ့နော်မနှွယ်ယောက်ျားနဲ့နှိုင်းပြီးမပြောပါနဲ့အဖေကြီးကအဲ့လိုမဟုတ်ပါဘူး ်အခုလဲဘာကြီးအီမောင်မူးမူးနဲ့ပြောတဲ့တိုင်းဟုတ်ချင်မှာဟုတ်မှာပါသူများပြောတဲ့ဆွေယုံမနေကြပါနဲ့အုံးငါယောက်ျားလဲအဲ့လိုမဟုတ်ပါဘူးနော်ငါတွေ့ဘူးတာကိုပြောတာအကြီးမရှော့ရှာသွားသည်မဲ့နွေကြတော့လဲလွန်လွန်ပါတယ်ဟိုလူနဲ့စကားပြောပြန်ပြီဒီလူပြုံးပြပြန်ပြီ ਨੇ မျက်စိရောက်ကအပြောင်းမှမခံတာမဲ့နွေယောက်ျားဘယ်လှုပ်ရဲပါမလဲဒီဇက်မောင်ဟာအဲ့ဒါတွေကအေးမကြီးပါဘူးဖေကြီးကိစ္စတကယ်ဟုတ်မဟုတ်သိကျင်နေဟုတ်နေရင်တော့ဒုက္ခပဲ ီဘူးလေဟာသူတို့ကားသမားချင်းချင်းပြောတာပဲဟုတ်မှာပေါ့ဒါဆိုဖေကြီးနာရဲ့အမေတောင်းကြတော့မှတေးကြတယ်တောင်းကြပါစေဝင်မဆွဲချေတိလားအေးညီမတရေစိတ်တူသဘောတူတိုင်ပင်ထားကြဤတမီးတွေကအဖေကိုတက်တက်လှုပ်ချစ်တယ်လို့အမေကိုတော့အတနာပါထပ်ပြီးပို့ကြသည်သူတို့အမေဒီအခြားအမေတွေထက်မိသားစုပေါ်အနစ်နာခံသည်ဟုသူတို့ယူဆသည်မိသားစုအပေါ်တွင်ဒါမက အမေဒီသူ့ဆိုင်မှာစားတောက်သူတွေအတွက်လည်းစေတနာထားရှာသည် အမိဆိုင်ကလေးကလက်လုတ်လက်စားများဤစမြိန်ဝိုင်းဖြစ်သည်ဆင်းရဲသားဆိုတာငပိတို့တို့စရာတို့ကိုဦးစားပေးရတာ အဟာရလည်းရှိတယ်အကုန်လည်းတက်တာတယ်ငပိတို့စရာကောင်းရင်ဟင်းကောင်းမလိုပါဘူးပတ်စံရှားတာလွယ်တာမဟုတ်ဘူးဟုဆိုက ဖော့ဖော့တီတီဝဝနေနေကျွေးနှံရေးတွေ့အပင်မခံကအချိန်မရလျက်ညဘက်ဆိုင်ပိတ်ချိန်မှဖြစ်စီညလုံးပေါက်တိတိမင်္ဂလာဈေးသို့သွား၍ချင်းကြီးချင်းငယ်ဖြင့်ဟင်းရွက်များကျုံ၍ဝယ်လေးရှိသည် ထို့ကြောင့်အမေးဆိုင်တဲ့ထမင်းစားသူတို့ကငပိရေကောင်းကောင်းတို့စရာဆုံဆုံဟင်းသီးညွဲကြော်များများချီရင်ဟင်းဖြစ်ဖြစ်တို့ဖြင့်ထမင်းမြိန်လေးရှိသည်အမေးထမင်းမစားသေးဘူးမဟုတ်လားခုလိုက်မယ်လေတီရီမင်္ဂလာစင်းမှပြန်လာပြီးစိတ်လေးတတို့နဲ့ငိုင်နေတော့အမေးအနာကိုမိတွေ့ရောက်သွား၏မခုနဲ့မခုနဲ့မစားခြင်းဘူးအမေးမောပြင်းစားလိုက်တော့လေဈေးတော်ကနေကျွန်တော်စားတော့ကလည်းအမေးဝင်မစားဘူးကျောင်းအောင်ကပါအမေးကိုလှမ်းပြော၏ငါမှမစားသေးတာစာရင်စားမှာပေါ့ မင်းတို့လင်မယားလည်းပြင်းပြန်ကြတော့လေကလေးအိတ်ချင်နေရောပေါ့အကြီးမလင်မယားကသူတို့နှစ်အိမ်ကျော်တွင်နေသည်အိမ်တော်ကြပြီးကလေးကကြောအောင်ဝင်ကူအလုတ်ကထွက်ခိုင်းပြီးအမေကဆိုင်တွင်ကူခိုင်းကဇရိတ်ငိမ့်ပြီးလာခောက်ကိုတတ်တတ်ပြီးသည်သစိန်ခေါ်မီစာသားသမီးကိုထားတော့အမေလည်းအစဉ်ပြေသူတို့လည်းစုမိစာမိရှိသည်အမေကဘာလို့မစားသေးတာလဲမိသွေပြောမရတော့အငယ်မကပါထက်ခါအမေနာကတ်ထိုင်ရင်မေးပြန်ရင်မစားကြလို့ပေါ့ဟဲ့ ဘာလို့မစားကျင်ရတာလဲမစားလို့မစားလို့မိငယ်ကမချိုမချင်းမျက်နှာဖြင့်အမေကိုဖက်ကာအမေအသေးကွဲနေတာမဟုတ်လားတဲဒီကောင်မမိငယ်ကစတော့ဒေါ်လာမီမျက်နှာကြီးရဲကလှန့်ခေါက်ပြီးပြူ၏ဟုတ်ပါတယ်တို့အမေကြီးကလည်းဖေကြီးကိုအောင်းမေ့ပြီးတဲ့အသေးကွဲနေတာထမင်းတော့မစားနိုင်ဘူးဟိရည်ရတယ်အောင်းမေဒင်းအတွက်များကအစားပြက်အတော့ပြက်ဖြစ်အောင်ဒင်းကဘာမို့လို့လဲညီတို့ကအဲ့လိုထင်းနေယူလာခဲ့ကျုပ်စပြမယ်ထမင်းနဲ့ဟင်ပုံခဲ့ ဒေါလှမီယာစိတ်မရှိသလိုပြောတော့အဖေနဲ့အမေကိုတော့မိငယ်မှာပဲနိုင်တယ်ဟုပြောကမိသွေးကထမင်းပြေးထိတ်အဟုတ်ပြောတာလားဒေါ်ကြီးဒေါ်ကြီးယောက်ျားကိုယ်တိုင်တွေ့ခဲ့တာလားအေးလေ तू ပြောလို့ငါသိတာပေါ့ညီအမေကိုလည်း तू ပဲပြောတာမဟုတ်လားအခုအမေကအရန်ခံစားနေရတာအဖေတိုင်ပြဿနာတက်မှာသိကြတယ်ဒုက္ခပါပဲအေးကျုပ်တို့လင်မရတော့တရားခံဖြစ်တော်မယ်ထင်တယ်မဖြစ်ပါဘူးဒေါ်ကြီးယား ြန်ပြောပြလို့ကျေးဇူးတော်တင်သေးတယ်ဒေါ်ကြီးတို့သာပြန်မပြောရင်ဖေနေမှာမိမယူထိုင်းတော့မိငယ်တို့သိမှာမဟုတ်ဘူးအဲ့ဒီလောက်လည်းမဟုတ်ပါဘူးအေးညီအဖေကလူရိုးပါ အခုဟာကမိမကကတ်နေတဲ့ပုံမှာငါရင်ကလူကမခက်ရှုပ်ရှုပ်ရဲ့အဲ့ဒီမိမကညီအဖေလိုက်ရင်ကိုယ်ရစီကျွေးစေးလေးစိတ်တိုင်နေတယ်ပြီးတော့သူတို့နှစ်ယောက်ထမင်းဆိုင်မှာအတူမှားစားကြတာလေသုံးလေးခါလောက်မြင်နေဆိုတော့မယုံဘူးထင်လို့ပြောတာပါကျုပ်လည်းမသိဘူးသူပြောသမျှပဲသိတာ အခုတော့တို့ညားနေပြီလားမသိဘူးနော်ဒေါ်ကြီးခဏတစ်ဖြုတ်အပျော်သဘောနေမှာပါ ਈ သမီးနေမီးကိုတုံးနေအောင်ချစ်တာကိုထုံးမောင်ဒီလိုတော့မလောက်တန်ကောင်းပါဘူးအပျော်သဘောလဲဘယ်ကောင်းမှာမလဲဒေါ်ကြီးဟာရှက်เสียကြီးမိငယ်အိမ်ပြန်ရောက်တော့အမနှစ်ယောက်ကို အတွင်းခန်းမှာအိတ်နေတော့အမေမကြောက်ပြန်ပြီးဖောက်တယ်ချတော့သည်အတော်နှစ်ယောက်နဲ့အမေသားတွင်ရွှေတူးလေးကမျက်လုံးကလေးကလေးနဲ့ရှိနေရှာသည် ကနေ့ညဒေါ်လာမီတညာလုံးအိမ်မပြောအတွေးတွေကလွန်ခဲ့သောနှစ်ပေါင်း30စီရောက်နေသည်အဲ့ဒီတုန်းကအုတ်လုံးသိန်းစာအလှသွေးကြွယ်ကကြောက်တက်သောလှမီကာလာသားတယောက်ယောက်ကများခက်ဆိုင်ဆိုင်ကြည့်လိုက်ရင်ခြေလန်းတွေဟိုရိုင်ဒီရိုင်နဲ့အယောင်ယောင်အမှားမှားဖြစ်တတ်သောလှမီထူလှမီသည်ညီမဝမ်းခွဲတော်သူများချစ်အောင်သွေးကောင်းသဖြင့်ဆွေမျိုးမိသားစုထံတွင်လာနေရင်းပလတ်စတစ်ဆက်ယုံညဆိုင်အလို့သမားထုံးမောင်းနှင့်ရည်စားဖြစ်ခဲ့သည် ။သမီးစားသာဖြစ်သွားသည်လှမေနှင့်ထွန်းမောင်နှစ်ယောက်တည်းတစ်ချိန်မှမဆုံဘူး။ထွန်းမောင်ကလှမေကိုကာလအတန်ကြာအောင်ပင်နှစ်ယောက်တူတွေးခွင့်ပေးရန်စာဖြင့်တစ်မျိုးညချစ်နှင့်စကားပါရစ်တသွေတောင်းပန်သည်။လှမေကတွေ့လဲတွေ့ခြင်းသည် တွေ့လဲမတွေ့ရဲ။အိမ်ကိုဘလို့ပြောပြီးထွက်ရမှန်းလဲမသိ။လှမေတို့အိမ်ကဆေးလိတ်ခုံဖြစ်သည်။အိမ်မှာတနေကုန်ဆေးလိတ်လေးရတော့လှမေက ရန်ဖန်ရခဈေးသွောဝယ်တာကလွဲလို့အပြင်ထွက်စရာအခွင့်အရေးမရှိအချိန်ရှိသရွေ့စိတ်လေးခုန်တွင်သာအချိန်ကုန်ရသည်စိတ်လေးလာလေတော့စိတ်လေးသမအများကြီးနှုတ်ဖျားတွင်တနေသားကာလာသားထွန်းမောင်ဤယူသားချောင်းသဘောကောင်းချောင်းယောက်ျားပီတာချောင်းကောင်းတဲ့ရင်ကိုတော့အဆက်မပြတ်ကြားနေရသည်တနေ့တွင်တော့သူ့ချင်းဆူမှုကိုအေးဆွန့်၍ထမိလက်ခံလိုက်သည် ချင်းသည့်နေရာကဆိတ်လိတ်ခုနှင့်အတော်တန်လှမ်းသောဖျားဝိုင်းထဲမှဖြစ်၏။မျက်ချစ်မှတဆင့်ထုံးမောင်ကနနဲ့အလုတ်ကျူတီထွက်ကလေးကဖျားဝိုင်းထဲတွင်မလာမချင်းစောင့်နေမည်။ထုံးမောင်ကိုထမင်းစားချိန်ဆက်တက်နိုင်လောက်မှလာ၍ရမည်ဖြစ်ကြောင်းအကြောင်းပြန်လိုက်သည်။အိမ်မှထွက်ရန်အတွက်တော့မျက်ချစ်ကိုဖျားမှရေရရသွားချေခြင်းလို့ဟုဆိုပြီးအမေကိုလာပြောပြီးအဖို့ခေါ်ရန်ဇက်ကြိုက်ထားသည်။ မတော်တဆအတိမိတ်ဆွေများဖျားပေါ်တွေ့လင်လေရှင်းရလွန်အောင်ဖြစ်၏စီစဉ်ထားသည့်အတိုင်းမြချစ်လာခေါ်သည် အမေကတော်တော်နဲ့မလို့ဆေးဆက်ခိုင်းနေသေးသည်ဖင်စီကံဖြတ်ခိုင်းနေသေးသည် အချိန်ကမျောမန်းထားသည့်အတော်လေးလင့်သွားသည်နေ့လယ်တနာကြီးကျော်သွားတော့မှမမြန်လာခဲ့နော်အိမ်မှာလှုပ်ရှားနေတပုံကြီးဟုပြောပြီးလွှတ်လိုက်၏ခလမီတို့ညီမဖျားဆောင်တန်းဘက်သို့ခမန်းကရန်တုတ်ချီတင်ခဲ့၏ ဖျားဝိုင်းနဲ့နီးလာလေလှမေရင်နေခုံလာသည်ညချစ်ကိုစုပ်ကင်ထားသောသူ့လက်ဖွားတွေကဇောကျွေးတွေနဲ့နစ်နေဖျားကုန်းတော်ပေါ်လှမ်းတက်လိုက်ခြင်းတွင် သူ့ခြေထောက်တွေကမြေကြီးနဲ့ထိသည်ဟုမထင်ရဘဲနှင့်ခလုတ်တွေခဏခဏတိုက်နေပြန်၏သူတယောက်တော့လေပင်ညောင်ရီဦးဖြစ်နေရှာတော့မယ်ဟုတနာကိယုနာကြီးကရင်တွေဖို့နေမိသည် သူ့အမြင်လှမ်းပြုံးပြလဲရမလား ရှက်ရှက်နှင့်ခေါင်းကြီးငုံပြီးအတန်တွေတုံကစကားမှပြောလို့ရပါမလားဖျားပေါ်ရှိချင်းစုထားရနေရအနည်းအယောက်မျိုးလုံးတွေကပြပြီးဘာကိုမှမမြင်မမြချစ်ကဟိုကြည့်တီကြီးနဲ့ဟဲ့တော့အကိုထွန်းမောင်ကြီးဟိုမားဆိုပြီးတန်တော်နဲ့ရေရွလိုက်တော့သူမရေတည့်ရနဲ့လှမ်းကြည့်ဟင်ငနေဖြစ်သွားသည် ်ထုံးမောင်ကကြောက်တုံးတုံးကိုခေါင်းအုံးကနှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်ပျော်လျက်ရှိသည်ထုံးမောင်အိပ်ပျော်နေပုံကြီးကိုကြည့်ကသူအယမ်းရှက်သွားသည်ကျမတို့တော်တော်နဲ့မလာနိုင်လို့ဆောင်ရင်းနဲ့အိပ်ပျော်သွားတာဖြစ်မယ်ညချစ်ကလည်းဘလောက်ပဲရဲရဲလူပြိုတယောက်အိပ်ပျော်နေတာကိုတော့သွားမနှိုးရဲ့ခလမီကပူဆိုးတော့သည်ညီမနှစ်ယောက်သားသူ့အရှိတဲတဲ့ခလန်းလန်းမထိုင်ကဖျားရှင်ခိုးရင်းဆောင်နေကြသည်ရှိသမျှဖျားရှင်ခိုးနှင့်ဂါရာရီသာအကုန်ရွတ်ဖက်၍ကုန်သွားသည် ထုံးမောင်ကနိုးမလား ဖျားကိုလဝဲရစ်လက်ရာရစ်အကျဉ်ကျဉ်ဖက်ရင်သူ့နားမှာရစ်ဝဲရစ်ဝဲနဲ့ကြည်ရင်ခြေတလုံးသာတောင်လာသည်သူကတော့ဟောက်များပင်ဟောက်နေကြသေးသည်နောက်ဆုံးဖျားပေါ်ကသာပြန်ဆင်းလာသည်သူကမနိုးလှမီအကြာကြီးသူ့ကိုစိတ်ကောက်ပြစ်လိုက်သည်ညချစ်စကားအရာအဲ့ဒီနေ့ကညနေ3နာရီခွဲပြည့်၍ညနာပေါ်ကြာနေထိုးမှနိုးလာပြီးလန့်ဖြန့်ထုပူသွားတော့သည်ဆို၏ဟင်း ဲ့ဒီကလေးကလူကိုဒုက္ခပေးတဲ့သူဥတူတူအတတတာနေဒေါ်လာမေနှခမ်းကမတိမတာပြုံးရောင်တန်းကတစ်ဖက်သူစောင်းအိတ်ရင်ရှင်ထဲမှာကျုံဝါလိုက်အဲ့ဒီတုန်းကဒုက္ခမျိုးသာကျုပ်ကခံချင်းခံမေအခုပေးတဲ့ဒုက္ခကိုတော့ခံနေလိမ့်မယ်မထင်နဲ့တော့ခေါင်းနဲ့ကိုအိုးစားမကွဲလို့ကတော့ကျုပ်ကိုပြောချင်နိုင်ပြောဖျားဖျားငါမှားသွားပြီထင်နေမြတ်ရံငါ့ကိုတကယ်အားကိုးပုံပေါ်နေပြီ ဥထုမောင်ရင်တဲလှုပ်လှုပ်ခက်ခက်နဲ့ကရုံကရင်ဖြစ်လာသည်ကိုကြီးထွန်းရော့ဟောရကခွန်ရဘူးဒီမှာဆေးလိုက်အေးအေးရပါတယ်ဟာနေရလဲဒုက္ခရှာလို့သူမြည်ရီကိုမကြည့်ပဲကားပေါ်တက်ဟန်ပြင်းနေသည်စပယ်မောင်အေးကိုရှေ့ကတကားချက်လှမ်းဖွင့်ပေးနေရင်မှပြောလိုက်သည်အမေဒါဒုက္ခမှမဟုတ်တာမြည်ရီရတဲ့ခွန်ရအဆက်တဲ့တယ်ဆိုလို့လမ်းမှာစားရအောင်ထည့်ပေးလိုက်တာအီဟာကျေးဇူးပဲကိုကြီးထွန်းဘယ်နေ့ကားပြန်ထွက်မှာလဲအချိန်နေရပဲဟာ ဟင်ကိုကြီးတော့လည်းအကြာကြီးနေမှာလားပြန်မလာတော့ဘူးလားတီဦးလေးဟာအစင်တင့်တယ်လို့ပေါ့ပြန်လာခဲ့ပါကိုကြီးထွန်းကမြတ်ကြီးကကိုကြီးထွန်းကိုအားကိုးနေရတာဒီကားကြီးကလူတွေကသိတဲ့အတိုင်းပဲမြတ်ကြီးကိုမထီတထီနဲ့မြတ်ကြီးကတနာစွယ်မျက်နှာငယ်နဲ့သူ့ကိုငေးပြီးပြောတော့ဘီနားမှာရှိသည့်မောင်အေးကိုသူမလုံမလဲဖြစ်သွားသည်နင်အိမ်အောင်ပြုတ်လိုက်ပါလားဟာဒါမှမဟုတ်ဒီမှာရောင်းမဲ့အစားနဲ့နှခင်းဈေးဖြစ်ဖြစ်ပြောင်းရောက်မှလာရင်ကိုကြီးထွန်းကလည်းမြတ်ကြီးမှာအားကိုးရမဲ့သူမှမရှိတာကိုကြီးထွန်းရှာပြေးမလား အမလေးမလုတ်ပါနဲ့ငါမှလည်းပြက်တနာနဲ့ဟာဤမောင်ကြီးကညပြန်ဝင်လာတယ်ငါ့ရင်ကလူတွေငါ့ကိုမျောနေကြပြီဒီကောင်ကြီးဘာတွေသွားချွန်ထားမှမသိဘူးဟာဤမောင်ညကမူးမူးနဲ့သူ့ကိုပြောသွားသည့်စကားတွေကိုတော့သူမြည်ယူအားနာ၍ပြန်မပြောပြေအဲ့လူကြီးကအားကြီးမဟုတ်ကဟုတ်ကပြောတတ်တာခ ्यू ဆိုင်နေစမှနဲ့ကိုကြီးထွန်းဟာကျမကိုလည်းမျိုးမျိုးပြောနေတာပဲဤပါဟာငါအကြောင်းမဟုတ်ပါဘူးနင်းသာတတိဝရိယနဲ့နေညဘက်လည်းတိတ်မိုးချုံအောင်မရောက်နဲ့ပေါ့သွားမယ်နော် ပြပြဆူဆူကားဆက်နိုးပြီးထွက်ခဲ့စဉ်နောက်ကြည့်မှန်မှသူကောင်းကိုငေးပြီးကြံ့ရတော့မြ ాయి ကိုသူမြင်ပြီးတနာနေသည်ဒီကောင်မလေးဟာကလေးတယောက်မအီမုတ်ဆိုးမှအမေအိုကြီးကိုလှုပ်ကြွေးနေသူဘဝမှာလုံခြုံမှုတိတ်မရှိလားသူ့ကိုတော့အတော်ခင်မင်အားကိုးယုံကြည်မှုရှိသည် သူမသူဖြစ်နေတော့ဂိတ်ကားကောင်တွေကတိတ်မကြည်မူးလာပြီးဆို အပ်နာပါပြောကြသည်ထိုတဲ့င်းကအိမ်ပြန်ပြန်ရောက်နေပြီဖြစ်ကြောင်းမနေ့ကတိလိုက်ရတော့သူရင်ပူသွားသည် ရည်ပေါ်သူတိတ်တခိုးตาရမြင့်ခဲ့တာမှန်ရင်တော့လှမီနဲ့သမီးတွေကိုတော့သူဘာနဲ့မှမလဲနိုင်လှမီသည်သူ့အတွက်အဖိုးတန်လာသောမိန်းမတယောက်အုပ်လုံးသိန်းဆရွှေရင်သိန်းသိအရွယ်တွေကဆွဲချစ်ခင်ရသည်ငယ်ချစ်ပြီးတော့သူသိတ်ချစ်သည့်သမီးတွေကိုလည်းသူ့အတွက်မွေးပေးခဲ့သည်သည်မိကလေးရွှေတိုးကလည်းဖိုးအိမ်ကြီးအသက်သူ့ရဲ့တန်ရုံးစဉ်အတိုက်အမြုံကိုသူဘယ်နည်းနဲ့မှပြိုကွဲမခံနိုင် လှမေမကြိုက်ရင်ဒီကားကိုသူမမောင်းရုံပဲရှိတော့သည်အေးမောင်ကြီးကသူ့နေရာမှာကားမောင်းခြင်းလို့အုံနာဆစ်ဆစ်ဖြစ်တဲ့လှမေကိုပိုပိုတန်းတန်းတွန်းခဲ့တာလည်းဖြစ်ခြင်းဖြစ်ပြီအတော်ဆိုးတဲ့ကောင်ဟောအကိုကြီးအချိန်ကမဟုတ်ဘရောက်ပန်းပွင့်နေပါလားညမိုးရွာလို့ထင်နေမောင်အေးကလှမ်းပြောသည်ရှက်ရှက်ပါပါကားလမ်းပေးရဘရောက်ပန်းတချို့ကိုမြင်တော့ဘလို့မှမမေ့နိုင်သောမြင်ကွင်းတစ်ခုသူတတိရသွားကအတန်မထွက်ပဲရည်လိုက်မိသည်ဘာရည်တာလဲအကိုရ မောင်အေးကသူ့ကိုနားမလည်ဟန်နဲ့မေးသည်ငါလူပြိုတော့ကအကြောင်းတော့တရိယလိုပါကွာအဲ့ဒီတော့ကမရည်ရဘူးကွာရင်နာတယ်ဒေါသဖြစ်ရတယ်စိတ်ကောက်ရတယ်အခုမှတွေးရင်ရည်ချင်တာဘသူ့ကိုလဲမင်းအမကိုပေါ့လှမေကိုပေါ့ဟုတ်လားဘာဖြစ်လို့လဲအဖြူတော့ကသူကတိတ်ဆက်တတ်တာလူရှိဆိုမနေတတ်အောင်ကိုရှက်တာတနေ့မှတိုးဆက်ယုံကဘရောက်ပင်မှာဘရောက်ပန်းပွင့်ရော ငါကမနဲ့အစိုးရကတည်းကသူ့ကိုပေးချင်လို့တခါမှတစ်ပင်မတက်ဘူးပဲနဲ့ဘရောက်ပင်မို့ခဲရခဲစီတက်ခူတာပြန်အဆင့်ကြတော့လိမ့်ကြပါလိယောဟုတ်လားဘာဖြစ်သွားသေးတုံးဒူးကောင်းနေစုပ်ပြတ်တတ်သွားတော့ပေါ့ကွာငါကလူနိုင်ရင်နာပါစေဆိုပြီးဘရောက်ပန်းကိုအထိမခံတော့ပို့ဤတာပေါ့အဲ့ဒါနဲ့သူ့ကိုပေးတန်ချင်လို့ဖျားတပြီးဈေးမှာသွားဆောင်ရတာကံကောင်းလို့တွေ့တော့တွေ့ပါရဲ့ဘေးမှာအဖော်ပါလာလို့အပြန်တစ်ခါဆောင်ရသေးတယ်အပြန်ကြတော့မှတယောက်တည်းတွေ့တော့ရော့ အလှအတွက်ပထောက်ပန်းဆိုပြီးကမ်းပေးလိုက်တာမတ်ချောက ဖြတ်ခနဲဆွဲယူပြီးတုတ်ချေတင်သွားတာစကားတခွန်းတော့မှမပြောလဲရအောင်အဲ့ဒါအကိုကစိတ်ဆိုးရော်လားအဲ့ဒီလောက်နေတော့ဘယ်စိတ်ဆိုးအောင်မလဲကွာ तू ကခြေနောက်ကနေရှက်တာမဟုတ်ဘဲလက်ကပါရှက်ပြီးပထောက်ပန်းကင်သွားတဲ့လက်ကိုဘလို့ရမ်းသွားတယ်မသိဘူးကပန်းနေတလန်းလုံးကျွေကြပြီးသူ့လက်ထဲမှာအယိုးကြီးချန်တော့တယ်ငါ့မှာဒူးပြဲရကြုံတော့မနှက်တော့ဘူးအဖေတို့ကဝင်လာပြီတဲ့ဟေ့ အလမမိတွေကအရင်ဦးဆုံးသတင်းပို့တော့ညနေဆိုင်သိမ့်ပြီးပြီမို့အိမ်မှာမိသားစုတွေကြီးရှိနေသည်ညီမတို့တွေကတယောက်မျက်နှာတယောက်အိဗယ်ပါပါကြည့်လိုက်ကြသည်မလာမီယာရေချိုးပီးစားမျက်နှာတုပ်ရင်းညီဘသူပြောတော့ဟုမိသည်ကားသိမ့်နဲ့ဂိမ်ဝင်းဘက်ကလာတဲ့သူပြောတာအဖေကောင်းဝင်ထားနေတယ်တဲ့အခုလောက်ဆိုလာနေရောပေါ့ဟင်းငါမကြည့်ချင်ဘူးဆိုကဒေါ်လာမီတနခါလိန်ပြီးညစေးပဲဆင့်သွား၏အဖေကိုတယောက်မှစကားမပြောနဲ့ဟိခက်တီတီနေ ရွှေတိုးကိုလည်းအဖေနာမကတ်စေနဲ့အမေထွက်သွားပြီးညီမတွေတယောက်ကိုတယောက်သတိပေး၍မဆုံးခင်မှာပင်ပခုံးတွင်အိတ်တလုံးချိတ်ထားသောအဖေသည်ကြိမ်ချင်းကြီးတလုံးကိုဆွဲကအိမ်ပေါ်တက်လာသည် အဖေကြည့်ရတာသူ့ကိုယ်သူမလုံးမလဲဖြစ်လာပုံရ၏မျက်လုံးကဟိုကြည့်သည်ကြီးနှင့်ညနေဘိုးတတ်ထားကြသောသူတို့ကိုဝေ့ကြည့်ကဟိတ်အိမ်ကတိတ်လာကြည်လားကွာဟုမေးသောအတန်က၆ကက်ကသူ့ကိုဘယ်သူမှပြန်ဖြေမိသူမရှိ အဖေအငယ်မစီလျှောက်သွား၏။တမိငယ်ညီအမေရောညစည်းပဲဆင်းသွားတယ်။ချင်းနဲ့မင်းကုတီတွေဝဲလာတယ်။တမိကြိုက်မှန်းသေးလို့အဖေဝဲလာတာထုတ်ဆကြ။ဟင်မစားချင်ဘူး။မိတခွန်းပြောတခွန်းနဲ့အငယ်မအဖေအနာကခွာလာသည်။ရွှေတူးရောတားလိဖယ်သွားလေ။လာပါအောင်ကွာဖိုးဖိုးပြန်လာပြီ။တောင်းဝမုန်နေပါလာတယ်။အဖေရဲ့မိကိုအော်ခေါ်နေတော့မှပဲအင်းຫນွယ်ကမကြားချင်အောင်ဆောင်းကကလေးကိုကောက်ချီ၍အိမ်ပေါ်မှာဆင်းသွား၏။ ။အင်းွေယောက်ျားကခေါင်းမုံကနောက်မှပါသွား၏။အဖေမျက်မှောင်တွန့်ကမိသွေကိုခေါ်ပြန်သည်။မိသွေမိသွေရှင်အိမ်ကိုအေးမောင်လာသေးလား။လာတယ်။ဘာဒီပြောလဲအစုံမဲ။ဘာအစုံလဲပြောစမ်း။အဲ့ဒီအကောင်မဟုတ်ကဟုတ်ကဒီဘာဒီပြောလဲ။ပြောမပြချင်ဘူးရှက်တယ်။အဖေတပြင်းတစ်ချက်ချလိုက်ပြီးအိမ်ပေါ်မှာခောက်တုတ်ခောက်ပြန်လမ်းလျှောက်နေ။ခဏနေတော့အငယ်မအငယ်မလောင်းဖေးစီ哦မလောင်းဘူးတမိအိတ်တော့မလို့ အဖေပေါ်စိုးနေကြအငယ်မကအိတ်ခမ်းထဲမှာလှမ်းអော်လိုက်။အဖေအဝတ်စားပြန်မလဲနိုင်တော့ပဲ။အိရှိကွပြစ်ကမှောက်ရိပ်ထဲတွင်တိတ်တိတ်ကလေးသွားထိုင်နေတော့၏။ထိုခါတွင်တော့မိသွေနှင့်အငယ်မအဖေမမြင်နိုင်သည့်အိမ်တွင်တဏီယာမှနေ၍အဖေကိုတိတ်တိတ်ကလေးချောင်းကြည့်နေလိုက်။အဖေစိတ်ထိခိုက်လျင်ထိုသူငြိမ်နေတတ်သည်။အဖေကိုတနာမိပင်မဲ့သူတို့စိတ်ကောက်မပြေခြင်းသည်။ အမေလာလင်ပောက်ကွဲမှကိုလည်းတစ်ဖက်ကစိုးရိမ်နေပြန်သည်အမေအိမ်ပြန်လာမည့်အချိန်ကိုသူတို့ရင်တထိတ်ထိတ်နှင်စောင့်နေကြရသည်အချိန်နှင့်မကောင်းလင်ဆွဲရန်အသင့်ဖြစ်နေကြသည်အင်းရွယ်ကလည်းသူ့အိမ်ကလေးကနေစိတ်ပူပြီးနေမှတည်ကြသည်ဟောအမေပြန်လာပြီအမေဒီအိမ်ထဲအဝင်တွင်လမ်းမီးရောင်ဖြင့်မြင်ရသောအဖေမျက်နှာကိုဖြတ်ခနဲတစ်ချက်ကြည့်၍ချက်ချင်းမျက်နှာလွှဲကအိမ်ပေါ်သို့တက်ရန်ပြင်သည်အဖေက နေရမထကမိလက်ကိုဆွဲပြီးငါမင်းကိုစောင့်နေတာလာပေါင်းအလှရဟုခေါ်သည်အဖေကိုအမေဘာများလှုပ်ထက်လိုက်လိမ့်မလဲဟုညီမနှစ်ယောက်အသက်ပင်မရှိဝံပဲစိုးရိမ်တကြီးနှင့်မျက်တောင်မခတ်တမ်းစောင့်ကြည့်နေမိသည်အတန်ကြာမှရှင်ကဘာဖြစ်နေတာလဲမျက်ရည်တွေနဲ့ဟုဆိုတော့ညီမနှစ်ယောက်အံ့ဩသွားကြ၏အဖေကအတန်တုံတုံဖြင့်မင့်သမီးတွေပေါ့ငါ့ကိုတယောက်မှစကားမပြောကြဘူးကွာ အကြီးမလည်းငါစီကိုလာမယ်ကလေးကိုခေါ်ပြီးဆင်းသွားတယ်။ဖះဆူရစီရစီကွာ။ငါမင်းတို့သားမိတဲ့ဘသူ့ကိုမှတန်ရောစင်ပို့မရှိပါဘူး။ငါသားသမီးတွေကငါ့ကိုအဲ့ဒီလိုစိန်ကားတော့ငါအယမ်းခံစားရတယ်။အားလဲငယ်တယ်ဝမ်းလဲနည်းတယ်။ဟင်းအဖေဟုအဖေကိုအံ့ဩလို့မှမဆုံးခင်အမေပြောလိုက်သောစကားကြောင့်သူတို့ညီမတွေပို့ပြီးအံ့ဩထိတ်လန့်စရာဖြစ်သွားတယ်တော့ဒီ။ဟင်းကိုထုံးမောင်ရှင်ယောက်ျားမဟုတ်ဘူးလား။ ူတို့မခေါ်တာများဝမ်းနည်းစရာလားအငဲ့စရာလားဘသူမခေါ်ခေါ်ကြုတ်ခေါ်ရင်ပြီးရောမဟုတ်လားအချိန်တန်ကြတော်နေကြုံနေနှစ်ယောက်ထဲကြံခဲ့မှာသူတို့ကလင်းယူပြီးထွက်ကုန်ကြမယ်ဟာလေကျုပ်တယောက်လုံးရှိတယ်တော်ဘာမှအာမငဲ့နဲ့အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel ကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော် နှစ်သက်မြင့်တဲ့တငယ်ချင်းမိတ်ဆွေတို့မျှဝေပေးဖို့မြစ်တမ်းရက်ခတ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။